အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာ great age သင်္ချာစွမ်းရည်လေ့လာတဲ့ကလေးတွေအတွက် geometry ပေါ့ဓမ္မဒိဋ္ဌံမေကွန်ဒီတမတ်တန်နေရเนาะပုံစံတစ်ပုဒ်ကို ရှင်းပြမယ်ပုံမှားတဲ့ x degree ကိုရှာပါတဲ့ပုံမှားသူကဒီတောင်းပေးတာတဲ့ဒီတောင်းတစ်ခုလုံးဒါ reflect angle တောင်းပြန်ပေါ့เนาะပြီးတော့သူကဒီတောင်းပေးထားတယ်ဒီတောင်းကတောင်းချင်း 60ဒီဂရီတဲ့ဒီလိုပေးတာတဲ့သူပေးထားတဲ့တောင်းတယ်နော်အဲအဲ့ဒါဆိုလို့ရှိရင်တဲ့သူကဒီ x ဒီဂရီကိုရှာပါတယ်နောက်ဒီမှာပြောထားသေးတယ်ဒီတောင်းဝန်တောင်းမှန်နော်တောင်းမှန်ဖြစ်နေတယ် x ဒီဂရီကိုရှာပေးရမှာအဲကျွန်တော်တို့သိတဲ့အမှန်ကန်ချက်တစ်ခုရှိတယ်အမှတ်တမှတ်မှာရှိတဲ့တောင်းနေအလုံးဟာ360ဒီဂရီရှိတယ်ဟုတ်ပြီနော်အဲ 3x degree ဆိုတော့တောင်းပြန်ရင် 60 degree ဆိုတဲ့ down ချင်းရယ်ပြီးတော့ဒီနေရာမှာရှိမဲ့ down က90ပါအဲ့ဒီ90 degree အားလုံးပေါင်းရင်360 degree ပါ 3x degree blacks 150 60နဲ့90နဲ့ပေါင်းတော့150 360ဒါဆို 3x degree equal to 360 degree minus 150 yeah. that's a 3x degree equal to နော်နေရတစ်ဒီဂရီ210ဒီဂရီရတယ်နော်ပြီးနှစ်ဖက်စလုံးကိုသုံးနေစားဒါဆိုရင် x ဒီဂရီက3 9 4 ်97 33ည90ဒီဂရီရမှာဖြစ်တယ်เนาะအဲ့တော့အဖြေမှန်ကနံပါတ် B 70ဒီဂရီပါအဖြေမှန်ကနံပါတ် P က x the correct answer ဖြစ်ပါတယ်เนาะအလုံးနားလည်ကြမယ်လို့ထင်ပါတယ်နောက်ဒီယိုမှာတခြားစွိုင်းနဲ့ပတ်သက်တဲ့ညာဆန်းပုံစံတွေဆက်လက်ရှင်းပြသွားပါမယ်